မတော်ဖီးယားမငွေတောင်မငွေတောင်ဆိုတာကိုကြီးကျော်ရဲ့ရီစားလေးမက လေမယားလေးမကြဖြစ်ခဲ့တဲ့ပထမမိန်းမဖြစ်တဲ့တဲ့သူကအလုံးသူလေးဘရင်သမီးပေါ်ကိုကြီးကျော်ကပကန်းမာနေတာကိုကြီးကျော်ကပုတ်ပါမှာ စာရင်တောက်ရင်ထရီတဲ့မဖို့မင်းနဲ့ခြိုက်သွားလေရဲ့အဲ့ဒီတော့ပုတ်ပါကမပြန်တော့ဘူးမငွေတောင်ကလိုက်ခေါ်တယ်မောင်ကျော်ပြန်မေမောင်ကျော်ကြီးပြန်ကြစို့စူပီခေါ်ပြီးမေး ကိုကြီးကျော်ကခေါ်မရဘူးဒီတီမငွေတော်က မောင်ကျော်ကြီးသပင်းအစ်စ်လင်းအစ်စ်ယူမယ်ဟေးမင်းဟာတယောက်ကငါကဆယ်ယောက်ကောက်မယ်ဆိုပြီးပုပ်ပားကပြန်လာခဲ့တဲ့ဘူးမင်းကျော်နဲ့လဲကွဲကြပါရောတဲ့နပရိသက်ကအိန်အောင်ကြီးနဲ့ပတ်သက်လို့အားထားကိုးခွေတယ်လို့မိမရှောင်းလက်ချစ်သူတွေချားမှာအမတော်ဖျားရဲ့လို့တဲတဲလို့ချစ်ခင်ကူးစားခင်ရတဲ့မငွေတောင် မမီတော်တခင်မရဲ့အလုံးနဲ့မိသားစုစီရာအိမ်တွင်းနဲ့မိသားစုတက်တောင်းအင်အားတောင်းပါသေးရဲ့မြေအဖိုးသားမိသားဖာတွေတမိသားစုလုံးလက်ဖြေကုန်ကြတော့ဘိုးဘာတော်ရှိပါတဲ့ကလာညံကျဲဗတကျွေအလုံးဘိုးတော်ကြီးနဲ့အတူပကံကပါလာတဲ့စင်မူကြီးတန်ဖိုမင်းခေါ်တဲ့စီရီတော်မင်းကြီးပါကြာဆုံးလက်ဖြစ်တာဆိုတော့စေဘာတော်ရှိတဲ့ကိုမငွေတောင်ရဲ့လက်ဖြစ်ပုံဘဝဇလန်လီကတော့မောင်ကြီးကျော် မောင်ကြီးကျော်ရဲ့နှမလေးနဲ့အလုံးကြီးကိုပြန်လိုက်ခဲ့ပါနော်ယောခက်ပြန်ပြီကောငွေတောင်သူချစ်စနီးလေးရဲ့မောင်ကြီးကအခုအခုတော့မင်းစီသူအမိန်နဲ့ပကန်းမှာ တူးမြောင်ဖောက်နေရတာလေးကွယ်ယခုတူးမြောင်ကြီးပြီးမြောင်မြင်တော့မှဟော်ဒီကချစ်စနီးလေးစီကိုပြန်လာလို့ရမှာပေါ့ကွယ်ဟုတ်ချေဘူးလားအေးမောင်ကြီးကျော်နှမလေးကိုမပလီနဲ့နော် မောင်ကြီးကျော်နဲ့ဟိုရက်တယ်မှာဘုမေတို့အကြောင်းကိုပကန်းကလူကြီးပြောပြလို့ နှမလေးအလုံးစုံတည်ပြီးသားဒူးမြောင်ဖောက်တာကနင်းနေအရက်ကလေးတမျှများနဲ့အရက်တဲမနဲ့အကြီးဆိုင်နေတာခက်များများပါမောင်ကြီးကြော်စွာရဲ့ဟာဟာအဲ့ဓာတွေကမနာလူသူတွေတွန်းတိုက်ပြောကြတဲ့သွေးထိုးစကားတွေပါနှမရဲ့၎င်းတို့နဲ့ဦးထူထူအချီဒီပြောဆိုနေကြစဉ်မင်းကြော်စွာရဲ့အိတ်ခမ်းဆောင်အတွင်သူအမျိုးသမီးတူရုတ်တရက်ဝင်းရောက်လာခဲ့လေတယ်ဟင်ကဲသူကမောင်ကြီးရဲ့ဖို့မယ်ဆိုတဲ့နောက်ထပ်မရမဟုတ်လား ခြေစမ်းမအောင်မောင်ကြီးကြော်စွာရင်ထူခါအသားညူညူထောင်းထောင်းမောင်းမောင်းလုံးကြီးပေါက်လခန္ဓာကိုယ်ချူးဆရှိသည့်အဆူပါမြူသမီးကဒါလေးကရောဘသူလေးတုံးကိုကြော်စွာရဲ့အမေသူကများမေးရတယ်ရှိသည်ကျုပ်ကမောင်ကြီးကြော်ရဲ့မယားကြီးရှင့်မယားကြီးမောင်မာရီများညားလိုက်ပါပြီကိုကျော်စွာရဲ့မင်းကျော်စွာလေမယားကြီးနဲ့မယင်ငယ်ချာမနေတာတော့ပဲဟဲ့ဗုမေမေမင်းကိုနေရာကိုနေစမ်းသွား အရက်ကောင်းကောင်းနဲ့ကြက်ကြောတပွဲကျုပ်အတွက်ပြင်ထားမောင်ကြီးကိုစိတ်မဆိုးပါနဲ့နှမလေးရဲ့ဘိုးမေကမောင်မအဆင့်ထက်မပူပါဘူးမောင်ကြီးကျော်မှဟောဒီကချစ်စနီးလေးတယောက်ပဲရှိတာပါမောင်ကြီးကျော်မယားတယောက်တော်ကောက်ရင်နှမလေးကလည်းသပင်အစ်စ်လင်းစ်လိုက်ယူမှာနော်ဟွန်းဟောပြောရင်ဆိုရင်စိတ်တော်ကောက်လာပြန်ပြီပေါ့နှကန်းလေးကချွန်ချိတ်နေတာဆိုတော့မောင်ကြီးရဲ့အချောလှလေးတွေတော့ပျောက်ကွယ်သွားတယ်လို့ပဲ။သွားပါအခုများမှဒီကလိုက်မလာရင် သူ့မောင်မတွေတယုံယုံနဲ့ပျော်မွေ့နေပြီးဖြူလာကိုမေ့နေတာမဟုတ်လားကဲစိတ်ဆူစိတ်ကောက်ဓာရီခဏလျှော်ပြီးရောက်တုံးရောက်ခိုက်မောင်ကြီးတော်ရင်ခွင်ထဲကို လာပေါင်းခလီလေးရဲ့အခုကြတော့လေမင်းကျော်စွာရင် အပျော်စုအယူရရေးရှားမှဖြူလာတယောက်အည်ပျော်ခဲ့ရပြန်ပြီမောင်ကြီးကျော်ကသူ့ကိုချစ်တတ်အောင်တင်ပေးခဲ့သူဖြစ်တယ်လို့မုန်းတတ်အောင်လွမ်းတတ်အောင်လည်းတင်ပေးခဲ့သူမဟုတ်လားမောင်ကြီးကျော်က ရွက်ကြပင်ပေါက်လူရောက်လျာရက်မတခြားမိမာရီနဲ့ပျော်တက်ပါတက်ပြီးမယ်ဖြူလာရဲ့နှလုံးသားကတော့ညောင်မြင့်တွေးလို့မောင်ကြီးကျော်တယောက်အပေါ်မှာပဲဖက်တွေထားစီလီအဲ့ဒါကြောင့်လဲအကူရောအမရော်ရီအတန်တန်တားရကြကအလုံးမျိုးကနေပကန်းကိုအရေးစွန်ထွက်လာပြီးချစ်လင်ကြောစာကိုလာခေါ်ရတာပေါ့ ။ပကန်းကမောင်ကြီးကျော်နဲ့ငွေတောင်မျိုးစားကြီးရဲ့သမီးတော်အလုံသူလေးမဖြူလာတို့နှစ်ဦးအကြောင်းဆက်ပေါင်းခွဲရခြင်းရဲ့ဏိဒန်းအစကဒီလိုပါ။ဒီချက်နဲ့တော့ဒီတပွဲလဲရှုံးဥမယ်ထင်မသခင်လေးရေအေးကွယ်ယခုအတိုင်းဆိုရတနာတွေစီချဲထားတဲ့ကျုပ်စောင်းတော်ကြီးလဲပါတော့မယ်ထင်မအလုံးပြည့်ရှင်ပရိစကမင်းရဲ့မြေတော်ဖြစ်သောသခင်လေးမောင်ကြောက်တယောက် ပကန်းရောက်တော့မိမိဝါဒနာပါရာကြက်လောင်းရင်ယခုလိုခွက်ခွက်လန်းအောင်ရှုံးပြီးညီးတွားနေရရှာတယ်။သူစင်ပစိုးစွန်အောင်ဆွဲတောက်ခေါင်းမူကိုလက်မကင်ဆောင်ကအပေါင်းအဖော်တိုက်နေလူညူထွန်းတယောက်ကြက်ဝိုင်းထဲသို့ဝင်ရောက်လာကြောင်းတတိထားမိလိုက်လေတယ်။ယခုပွဲလဲမိမိကြက်ကရှုံးနေခဲ့ပြီမို့ပကန်းကအပြန်မျက်နှာပန်းပြန်လှစီရန်အတွက် နောက်ဆုံးလက်ထဲတွင်ကြန့်ရှိနေသောရတနာရွှေဆောင်းကိုလောင်းကြီးတင်ရလေတော့တယ်။လူညူချောကအေစိမ့်နဲ့ပကန်းသားရီရဲ့ကြက်ဝိုင်းကိုအနေငယ်အကဲခတ်ကြည့်ရှုပြီးနောက်မှာတော့မောင်ကြောင်နာသူကဲ့၍ဒီဟာမိတ်ဆွေက တနေသားထင်နေ။ဟုတ်တယ်နောင်ကြီး။ကျုပ်ကပောက်ကံပြည့်ရဲ့ထီးရန်နိုင်ရန်ဖြစ်တဲ့အလုံးပြင်းရဲ့မြေမောင်ကြောက်ပါ။ပကန်းကအပေါင်းအသင်းတွေနဲ့လိုက်လာရင်စက်ပွဲတွေလိုဝါသနာရဆက်ဆော့မိတာ အခုတော့နောင်ကြီးမြင်တဲ့အတိုင်းပေါ့ဗျာမိတ်ဆွေလောင်းနေတဲ့ချက်ကပြင်ပအသွင်ပြင်လှပေမယ်ချက်သေးမရှိခွန်လန်းလည်းမရှိနဲ့ဒီပုံစံအတိုင်းဆိုမိတ်ဆွေပါတလောက်တောင်လောက်မှာမဟုတ်ဘူးအင်းဟုတ်လားနောင်ကြီးကျုပ်ဒီပွဲနိုင်မှဖြစ်မှာဗျမဟုတ်ရင်ကျုပ်အသက်လေးကိုတန်ဖိုးထားတဲ့ဒီဆောင်ကြီးကိုလက်လွတ်ရတော့မှာဒီအတွက်တော့ဘာမှစိတ်မပူပါနဲ့မိ쇠ရတနေသားဆိုတော့နေကန်တယောက်အနေနဲ့ကျုပ်အစွမ်းကိုကူညီပေးပါမယ် ထေသူကပြပြောဆွဆွနဲ့သူ့ရဲ့နောက်လိုက်ဖြစ်ဟန်သူသော လူတော်ကြီးတယောက်အားဟဲ့ငညူဒီရမိတ်ဆွေကိုငါသားကြီးကိုခနာငါပြီးကြက်လောင်းခိုင်းလိုက်စမ်းကွယ်ကဲမိတ်ဆွေဒီကြက်ကနန်းတော်ထဲမှာမနဲ့ရင်းနှီးရရည်အေးနဲ့ထုတ်အရှင်ကရွရွရမွေးထားတဲ့ကြက်ဖောင်းလေးပဲအဲ့တော့မိတ်ဆွေဒီတပွဲမနိုင်မှာတော့စိတ်မပူနဲ့တော့နော်ကျေးဇူးပါပဲနောင်ကြီးတို့ရေဒီပွဲသာအနိုင်ရခဲ့မယ်ဆိုရင် နောင်ကြီးတို့ကျေးဇူးကိုကျုပ်ဒီတသက်မမေ့ပါဘူး ကျေးဇူးတရားတွေမလိုပါဘူးဗျာ။မောင်ချောက်ဟာမင်းကျော်စွာရဲ့လက်ဆွဲတော်ချက်ဖောင်းလေးနဲ့နှောင်းလိုက်တဲ့အခါမှာတော့ရှုံးထားသမျှငွေတပြားတို့အကုံအစင်ပြန်လဲရရှိခဲ့လေတော့လေ။သူခါမောင်ချောက်ကကျေးဇူးတင်တဲ့အနေနဲ့နောင်ကြီးတို့ကိုကျုပ်ဘလူကျေးဇူးဆက်ရမယ်တော့မသိတော့ပါဘူးဗျာ။ဒီကြလီကျေးဇူးနဲ့ကျုပ်အဖိုးတန်းပစ္စည်းမဆုံးရှုံးတဲ့အပြင်ရှုံးထားတဲ့ငွေအတပြားတွေပါပြန်ရခဲ့ပြီလေ။ ကြပါရင်မိတ်ဆွေရကျုပ်တို့ကိုတိတ်ကျေးဇူးတင်တပါဆိုလဲမိဖြစ်ဆွေဖြစ်တခွတ်တပလာလက်ခံပြီးပေါ့ဟာကြပါရဲ့ဗျာဒီလိုနဲ့မောင်ချောင်းလေးမင်းကျော်စွာတို့ခေါ်ဆောင်ရထန်းတော်သူလိုက်ပါခေးရလေတယ်ထန်းတော်ရောက်တွင်အလာဘတလာဘစကားများဝိုင်းဖွဲ့ပြောဆိုကြတယ်တယောက်နဲ့တယောက်လေးအရင်ခတ်တဲ့ပုံမိုး၍ခင်မင်းရင်းနှီးလာခဲ့ကြလေတယ် မောင်ကျောက်ကမင်းကျော်စွာကိုပျော်တက်ပါတတ်ခင်မီဖော်ယူတတ်သူအဖြစ်မှတ်ယူ၍ဂျေစုတုတ်ပြန်ရန်အလုံကအလုံသူ အလေအပတ်လိုက်လာရန်ခေါ်ဆောင်နေတော့တယ်။နောင်ကြီးအပတ်မကြည့်ရင်ကျုပ်ရဲ့ကံလမ်းမှုကိုလက်ခံပေးပါဗျာ။အလုံနဲ့ပကန်းစူရာကလည်းယမားတစ်ဖက်ကန်းစုရောက်နေပြီပဲဥစ္စာ။ကျုပ်ကနောင်ကြီးကိုပြန်ပြီးအဲ့ဝူကြည့်ခြင်းလို့ပါဗျာ။ အေးမိတ်ဆွေကဇူအတင်ခေါ်နေတော့လေကျုပ်ညင်းပယ်မယ်ဆိုတင်ရိုင်းရကြပြီလိမ့်မပေါ့ဟုတ်ချေဘူးလားဟာဟာအဲ့တော့အလုံမျိုးကိုလိုက်ခဲ့မယ်ဗျာလိုက်ခဲ့မယ်အေးတခုတော့ရှိတယ်အရက်နဲ့မောင်းမချောချောလှလှလေးတွေတော့ပါပလိစီနော်ဟာဟာစိတ်ချနောင်ကြီးကြော်စွာကြီးစိတ်ချပါဗျာအလုံပြည်သူရောက်တဲ့အခါမောင်ချောက်ကမင်းကြောစွာကိုပြပြတယ်လေလူလီသေးမရှိအောင်ဧကန်ကျွေးမွေးရှာတယ်ထို့နောက် ဘိုးတော်ကြီးဖြစ်သောဗတ္တတကြွေကအနော်ထာမင်းကြီးအမိန့်နဲ့ချင်းတွင်းမြေဝန်းတွင်နေမြေတိရှာဖွေပြီးဘရုံမြို့ကိုစတင်တည်ထောင်ခဲ့ပုံ အနော်ထာမင်းကြီးချီးမြှင့်သောကျွဲဖြူရည်တစ်ချက်ကိုတင်းမြင့်သောတရေကျူးများပြုလို့၍ကျေဝန်းသောနေမြေရအောင်ချဲ့တွင်ခဲ့ပုံဘွားတော်ဖြစ်လာမယ်မုံတဲမနဲ့ဘိုးတော်ကြီးတို့တွေ့ဆုံချီးကျိုက်ခဲ့ပုံတို့ကိုစိတ်ဝင်စားပွဲပြောပြလေတော့တယ် ထူးစင်တခင်လေးမောင်ကျောင်းရဲ့အိမ်တော်ဆောင်အတွင်းသို့မိမပြူလေးတူခစ်ခနဲဝင်းရောက်လာခဲ့တယ်။ဟောတော့ဧတယ်ရီရောက်နေတာကို အစီပါမိမပြူလေးကမင်းကျော်စွာတို့ကိုတွေ့တွေ့ချင်းအံ့ဩသင့်အလို့မဆုံးပုံနဲ့ယခုလိုအာမီထိတ်ဖြစ်သွားရရှာတယ်။ဟောဒီကနှမက မောင်ကျောင်းနဲ့ဘလူပြာတော်ဆက်ပါတယ်ခင်ဗျာ။ကျုံနှမငွေတောင်သူအချောလာပါဗျာ။နမေရင်ကတော့ဖြူလာတယ်ဗျာ။ ခမဲတော်ပိုင်စားရတဲ့ငွေတောင်မြို့မှာငွေခွားကလေးမငွေတောင်လို့ခြေစနူးနဲ့ခေါ်ကြသေးရဲ့လေနှမလေးကငငယ်လေးတဲ့ကကျုပ်လက်ပေါ်မှာပဲကြီးပြေးလာခဲ့တာဆိုတော့သူနဲ့ပတ်သက်ပြီးလာရည်တဲ့ဘဲကာလာသားမဆူသူကဓာဆွဲပြီးလိုက်နေကြကိုကျော်စွာကြီးအကူကြီးမောင်ကြောင့်တဝင်းတူလေတူချင်းစရာပဲလေနှမလေးကတဲချောတဲလာတကူပြဟဲဟဲအကူတော်ကြီး မိတ်ဆွေရင်းတို့မို့သာအလိုက်ထိုက်ဆက်ဆံနေရတာ ဆက်ဖြဲဖြဲပြည်တည်တည်မျက်နှာထားနဲ့မင်းကျော်စွာကို လုံမပြူလေးဖြူလာ အလုံးမင်းမြင်ပြင်းကတ်လာကြည့်တယ်။ဒီနေ့အကူတော်ကြီးမရှိခိုက်ဝဲဒေါ်တုတ်ရဲ့ဟိုပကန်းကလူကြီးကရောက်ကြပိတခန်းချလွှင့်ရဲ့သားနဲ့တနေ့တနေ့မူးယူတောက်စားပြီးအပျော်ကိုကျူးနေတာပဲနော်။ကျုပ်တော့ဒင်းကိုကြည့်လို့ကိုမရဘူးအမြင်ကက်ချက်ပဲ။အဲ့လိုလိုက်ကြည့်ပြီးအမြင်ကက်နေတဲ့သူတွေကညာတဲ့တဲတော်ရဲ့တတိလေးပါလေးထားအောင်ဟွန်းဟွန်း ။အိုးဒေါက်တာကြီးကဘာရီပြောနေမှန်းကိုမသိပါဘူး။ဟွန်းသူစကားသေးများကိုမမြင်ခွေရာကနေချောင်းရီနားထောင်နေရင်စိတ်ပြီးပီတိဖြစ်ရသူကမင်းကြော်စွာပင်ဖြစ်ချီတော်တယ်။အေးဒေါက်တာဖြူလာကိုကျုပ်စီခဏခေါ်ခဲ့ပေးစမ်းပါဦးဗျ။အမ်တခင်ကျော်ကကျုပ်တို့တခင်မလေးကိုခေါ်ပြီးဘာလို့မလို့တော့လောက်ပါဒေါက်တာရဲ့ ကျုပ်ဖြူလာကိုမေတ္တာရှိနေလိုပါဗျာကျုပ်တို့နှစ်ဦးသားအစဉ်ပြေခဲ့ရင်ဒေါ်တုတ်ရဲ့ကျေးဇူးကိုမမိပါဘူးလေဟဲဟဲအိုးတခင်လေးသိလို့မိုးမီလောင်ငုံမအောင်မယ်မင်းကျော်စွာရေမပူဆန်းပါနဲ့ဒေါ်တုတ်ရာ နောက်ပိုင်းကိစ္စကျုပ်ကြည်ရှင်းလိုက်ပါမယ်ကျုပ်သားသူ့ရောက်ဖဖြစ်ရင်ဘောင်ချောင်းလဲသဘောတူမှာပါဒေါ်တုတ်ရာဟာဟာမကြခင်မင်းကျော်စွာရှိရသူအထင်းတော်ကြီးဒေါ်တုတ်နဲ့အတူငွေတောင်သူတခင်မလေးပါလာခဲ့လေတဲ့ ဒီမဲ့ဟိုလူကြီးပြောစရာရှိလို့ဆို။အိုးချစ်နှမလေးရဲ့။ချုပ်ကဘလူခေါ်လိုက်တာတုံးကွယ်။မောင်ကြီးကြောစွာကိုစိစိကာကာရှိလိုက်ပါပြီကွယ်။ဖြူခါဖြူလာလေနှကန်းလေးစုကမတိကျင်အောင်စောင်းနိုင်လိုက်တယ်။မိတ်ဆွေကြီးမောင်ချောက်ကယခုပကန်းကိုရှေ့ပြေးနေတဲ့တစ်ခေါက်သွားပြန်ပြီလေဒီတစ်ခါတော့သူညမကို နောင်ကြီးတာဝီယူပြီးခေါ်လာပေးပါစေလို့အိုးဟုတ်လို့လားရှင် ။အော်၊ကျုပ်ကအဓိကနှမလေးကိုမဟုတ်ပဲလီးစင်ပြောရပါမလားဗျ။ဒီလိုနဲ့မယုံတဝက်ယုံတဝက်နဲ့ဖြူလာတရားမင်းကျော်စွာခေါ်ဆောင်ရာနောက်သူလိုက်ပါ ခဲ့ရလေတော့တယ်။ပကန်းသူလာယာလမ်းတရှောင်းမင်းကျော်စွာရဲ့အပြောစုအယူရရကြမှာခလေးသားသားအတွေ့အကြုံညငယ်တဲ့အပြူပြန်းမာလီဖြူလာဟာကြာရှုံခဲ့ရလေတဲ့နောက်တည့်ရပကန်းရောက်မှာတော့မောင်ကြီးကျော်စွာ အခုတော့မောင်ချောက်ကောရင်ဘမလည်းမတွေ့ပါလားအင်းဖြူလကိုအမှန်တိုင်းဝင်ခံရရင်မောင်ကြီးကျော်စွာကလေဖြူလကိုချစ်လို့ကြိုက်လို့ခိုးလာခဲ့တာဗျဟင်းဘလို့ဘလို့ရှင်ခက်လိုက်ပါပြီမောင်ကြီးကျော်စွာရဲ့ကဲအခုမှတော့ဘာမှခက်မနေနဲ့မောင်ကြီးနဲ့အတူပကန်းမှာပျော်ပျော်ကြီးသာနေပြီတော့နမလေးရဲ့အကူကြီးမောင်ချောက်ကိုလည်းပြေလေရာပြေလေချောင်းဖြစ်အောင် ပြောပူရာကကျုပ်တာဝင်လိုပဲသဘောထားလိုက် ထို့စဉ်အလုံးပြီးမှာတော့အကြောင်းစုံသိရှိပြီးဖြစ်သောအကူရောမောင်ချောက်ဟာဒေါ်တဘုံထားလျက်ရှိလေတယ်။ထို့နောက်ချက်ချင်းစိုးတလူပကန်းသူခီးပြင်းနှင်းကထွက်လာခဲ့တော့တယ်။ပကန်းမျိုးရောက်မှာတော့မင်းကျော်စွာဆိုင်တော်သူဝင်ရောက်၍မြမဖြစ်သူကိုခေါ်ယူလေတော့တယ်။ဟေးဦးညိုခမည်းသခင်ကျော်ရှိလား။ကျုပ်သူနဲ့စည်ရင်ရှင်းစရာရှိလို့လာတာ။အမြန်တော့ခေါ်ကြည့်စမ်း။ဟုတ်ဟုတ်ကဲ့ခဏလောက်စောင့်မအောင်တော့တခင်လေးအမြန်ခေါ်ကြည့်ဗျာကျုံမအချိန်သိမ့်မရှိဘူး မကြခင်မှာတော့ဆန်ရည်အတွင်းမှလက်ချင်းတွေး၍ထွက်လာကြသောပကမ်းမင်းကျော်စွာနှင့်နမဖြစ်သူ ဖြူလကိုအံ့ဩခွေမြင်တွေ့လိုက်ရလေတယ်။အိုးကွာနောက်ကြီးကျော်စွာရာကျုံနမလေးကိုကျုပ်ကရွှေလူဥထားတာပါလို့အတန်တန်ပြောထရည်သားနဲ့တေးမှုလုပ်ရတယ်ဗျာဖြူလကိုကျုပ်ကခလေးတယောက်လိုခုထိချစ်လို့မဝသေးဘူးဗျာ။ ရောက်ပါတော့ရာတင်ချစ်တယ်လူကျွန်ုပ်လည်းဖြူလာကို ထတ်တူတက်မြချစ်တဲ့သူပါဗျာအဲ့ဒါကြောင့်အခုလူတော်တော်စမ်းပါလိတင်လူလူကိုယုံကြည်မိခဲ့တာကကျုပ်ရဲ့မဟာအမားပဲဖြူလာအခုအကူတော်နဲ့ပြန်လိုက်ခဲ့စမ်းဟုတ်ဟုတ်ပါတယ်ကိုတော်ရဲ့မောင်ကြီးကျော်စွာနဲ့နှမလေးကနှစ်ဦးသဘောတူချစ်လူကျင်းတော်လူခိုးပြေးလာကြတာပါနှမလေးတို့ချစ်ချင်းကိုမခွဲပါနဲ့နော်အိုး ကျုံနှမကိုရိုင်းကဒီလောက်ဖြစ်နေတော့လဲအလုံးပြီကိုသာ အတူတူလိုက်ခဲ့ကြပါတော့ကွယ်ဒီလိုနဲ့မောင်ချောက်တယောက်နှမနဲ့ရောက်ဖဖြစ်သူကိုခေါ်ဆောင်၍အလုံးတို့ပြီးတော့ပြန်ခဲ့ရလေတော့တယ်မောင်ချောစွာဟာအစပထမချစ်စကျင်းစာတော့ကတော့ဇနီးမယားနဲ့အတူပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ပြီမယ်အချိန်ကာလကြာလာသည်နှင့်အမျှတခန်းကထန်းတော်ကြီးတွေကို လွမ်းလာတယ်အပေါင်းသင်အချွေရံတွေကိုတတိယလာတယ် အလုံးပြီးကိုပြင်းဤဝဲကောင်းလာပြီဟုထင်မှတ်လာပြီတောက်ဖို့တောက်ဖက်ကြက်လောင်းပေါ်ကြက်လောင်းဖက်တယုံယုံနဲ့ပကန်းတို့ပြန်ချင်းစိတ်များတပွားပွားပေါ်ပေါက်လာခဲ့လေတော့တယ်ထို့ကြောင့်အကူတော်စီသူတူးမြောင်းဖောက်ရအခေါ်တော်ရှိသည်ဟုသောအကြောင်းပြချက်နဲ့ပကန်းတို့ပြန်သွားလေတယ် ဖြူလာလဲခင်မုန်းတဲ့တနေ့ပြန်လာနိုးနဲ့ဆောင်းဆိုင်နေခဲ့ရမှာရက်လာနှစ်သူပြောင်းလာတဲ့အချိန်မောင်ကြီးကျော်တယောက်ပေါ်မလာတဲ့အတွက်ပကန်းသူကိုရိုင်းလိုက်ခဲ့ရလေတော့တယ်ခရီးရောက်မဆိုင်တွင်လင်းဖြစ်သူကပုတ်ပန်းရက်မှအရက်တဲ့မဘူမဲကိုထက်မှန်တော့ောက်ထားကြောင်းသိရှိရသည့်အတွက်စိတ်မကောင်းခြင်းများစွာ ခံစားခဲ့ရလေတယ်မောင်ကြီးကျော်မရှိတော့ကလေအခုတော့ကဖြူလာကိုပြောတယ် မောင်ကြီးကျော်ကအရက်တောက်လိုက်စက်တိုက်လိုက်နဲ့အပျော်လွန်ကျူးတဲ့လူရှုပ်လူပွေတယောက်တည်းအဲဒါကြောင့်ငါနှမနဲ့သဘောမတူရတာတဲ့လေအဲ့ဒီစကားတွေကိုလင်းဟိုချစ်တဲ့စိတ်တခုတည်းနဲ့ဖြူလာလေးလီရှူထားခဲ့မိတယ်အခုတော့ဒီစကားတွေဟာသွေးထွက်အောင်မှန်နေပါရောလားမောင်ကြီးကျော်စွာရဲ့ဖြူလာစိတ်ထဲမြည်တို့ပင်နာကြီးစီကမူပကန်းမင်းကိုမမုံရနိုင်ခဲ့ပါဘူးအဲ့ဒါကြောင့်လဲအလုံးကြီးကို ပြန်လိုက်ဖို့ယခုလိုလာခေါ်ရတော့တာပေါ့ နှမချစ်သာရှိပြီးမောင်ချစ်မရှိဘူးဆိုတဲ့ရှိစကားမျိုးရှိခဲ့ပေမယ့်မောင်ကြောင့်နဲ့ဖြူလာအဖြစ်ကပြောင်းမြန်ရေးပါမိမိကြားတဲ့ကြားကပကန်းမျိုးကိုဇူအတင်ထွက်လာခဲ့တဲ့နှမစီကိုအခုတော့တယောက်ရဲ့မြစ်တာရီနဲ့စိုးရင်တကြီးလိုက်လာခဲ့ပြန်နေနှမကတော့သူ့လင်းတော်မောင်ပြောသမျှစကားရီကြားမှာအေးပြောဝင်နေသေးပါပဲဖြူလာရေဒီလောက်မူဒီလောက်ပွေရှုပ်နေတဲ့တင့်လင်းကိုအကူထက်တောင်ပိုပြီးတိတ်ချရသလားကွယ် မဟုတ်ရပါဘူးကိုရော်ရေမောင်ကြီးကျော်ကအကူကြီးထင်တယ်လို့မဟုတ်ရပါဘူးဒီမယ်နောင်ကြီးကျော်စွာတင်ကျွန်ုပ်နှမကိုစိတ်ဒုက္ခရအောင်လုပ်ပြီးမောင်မာရီနဲ့ဆက်ပွေရှုပ်နေမယ်ဆိုရင်ဖြူလာကိုကြုတ်အခုပြန်ခေါ်သွားရလိမ့်မယ်ရရလေမောင်ကြောင့်ဒီလိုဆိုတင်းနဲ့ကျွန်ုပ်ကြက်လောင်းကြတာပေါ့အကယ်၍တင်နိုင်ခဲ့ရင်တင်းနှမကိုပြန်ခေါ်သွားနိုင်တယ်စိတ်လိုက်လေတင်းသာဂရိတီးပါစီ ထူးကြလောင်းပွဲတွင်ပကံမင်းက မောင်ကျောက်ကို တမင်အရှုံးပေးခဲ့ပြီးမငွေတောင်ကိုခေါ်ဆောင်ွင့်ပေးခဲ့ပါတယ်။တခင်လေးမောင်ကျောက်ဟာမိမိအနိုင်ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ရပေမဲ့မင်းကျော်စွာငါနှမကိုတကယ်မချစ်ပါလားဟုတွေးမိတော့လေနှမလေးအတွက်စိတ်မကောင်းဖြစ်ရပြန်နေတယ်။ရောက်ပါတော့ကျုပ်တို့မခွဲခွာခင်ကျုပ်ဇနီးဖြူလာနေအချိန်နှဲငယ်လောက်တွေ့ဆုံစကားပြုတ်ခွင့်ပြုပါဦး မင်းကျော်စွာကရုတ်တရက်ယခုလိုခွင့်ပန်လာတဲ့အခါမောင်ကျောင်းလေးလိုက်လျောသည့်အနေဖြင့်အိမ်တော်ပြင်ဘက်သို့ရှောင်ထွက်လာခဲ့လေတယ်ချင်းနမရဲ့မြေဝုံးအိမ်ထဲမှာတော့မကြခင် ပြူကြတော့မဲ့မျက်ရည်စားတွေတွဲလွဲခိုးလျက်ရှိကြောင်းမောင်ကျောက်သတိထားမိလိုက်တယ်။မကြခင်မှာတော့မောင်ကျောက်ထဲမှတ်ထားတဲ့အတိုင်းဖြူလာတယောက်မင်းကျော်စွာကိုဖက်၍အာရပါရငိုကြွေးလီတော့တယ်။ဖြူလာရဲ့မငိုပါနဲ့ကွယ် ယခုလာမဲ့လာပြည့်ညသကောင်းရံအချိန်ချရင်မောင်ကြီးတို့တွေ့နေကြဆက်ပြေးတောင်ပေါ်မှာဖြူလာကိုမောင်ကြီးကျော်ပြန်လာခိုးပါမယ်ဖြူလာဆက်ဆက်စောင့်မျှော်နေမယ်နော် မောင်ကြီး မောင်ကြီးကတိပေးပါရယ်ကွယ်လာပြည့်ညကိုရောက်ရှိလာတဲ့အခါမှာတော့ပကန်းမင်းကို မခွဲနိုင်တော့မငွေတောင်ဟာလင်းဖြစ်သူရဲ့ကတိစကားကိုယုံကြည်၍အကူတော်မတိခိုက်တွင်ဆက်ပြေးတောင်ပေါ်သို့အပြေးလေးခိုးထွက်လာခဲ့မိလေတဲ့ ထူးချင်းတွင်မင်းကျော်စွာကမူ၎င်းရဲ့နောက်ထပ်ဇနီးမယားဖြစ်သော ရှင်ဖို့မေနှင့်ကုနီနန်းကြီးတွင်တောက်စာပျော်ပါလျက်ရှိကမငွေတောင်အားပေးခဲ့သောဂတိကိုမင်းမီပျော့ပျော့ပင် ရှိနေပြီဖြစ်ပါသည်။လင်းဖြစ်သူလာလိန်နူးနှင့်ဆပ်ပြေးတောင်ပေါ်မှစောင့်မျှော်နေရှာသောမငွေတောင်မှမူအချင်းကျော်ကြသည့်တိုင်အောင်ပကံမင်းရဲ့အရေးရောင်မင်းမှမတွေ့ရှိရသည့်အတွက်အနေငယ်စိုးရိမ်ပူပန်မိလာခဲ့တယ်။ မောင်ကြီးကျော်ကငါ့ကိုပေးခဲ့တဲ့ဂရီစကားကိုတော့တန်ဖိုးထမှာပါလိ။ထုံးစံအတိုင်းအရက်တွေအလွန်ကျွန်းတောက်ပြီးခီးဖြစ်နေတာနေမယ်။မငွေတောင်ဟာယခုလိုမိမိစိတ်ကိုဖြည့်သိမ်းရင်းချစ်လင်အလားကိုဆက်၍ညှော်နေရှာပြန်နေထိုးစင်စပြေးတောင်ပေါ်ရှိကြောက်ဆောင်တစ်ခုပေါ်တွင်မြင်းတစီနှင့်လူတယောက်မတ်တရဲ့နေဒီကိုမငွေတောင်ရုတ်တရက်တွေ့ရှိလိုက်ရလီတော့တယ်။အော်မောင်ကြီးကျော်ကရောက်တောင်ပြီးပြီကို ငါကိုမတွေ့ခင်နောက်ကနေတိုင်းဖန်ပြီးစနောက်ကြီးစဲလိုက်အောင်မဟီဟီမငွေတောင်းလဲသူတို့တွေ့တော့ရင်အစူပါမျိုးသားကို နောက်ကနေပြေး၍အာရပါရတိုင်းဖက်လိုက်နေတယ်အမှန်တကယ်သူစပြေးတောင်ထိတ်တွင် မတ်တရက်ရက်ရှိနေသူမှာအခုတော့ရွှေကြောက်စာမင်းဖြစ်လေတယ်ဟေးမားစရာရှာလူငါအကိုတယောက်လုံးကိုတော့လင်းနဲ့မှားရသလားဒီလောက်တောင်လင်းနာယူတဲ့မိမကဲဟဲ့ ိမိအားလင်းအမှတ်နဲ့ပြေးဖက်သောနှမငယ်ကိုတွေ့လိုက်ရသောအခါမောင်ကျောက်ဟာ ရုတ်တရက်ရှက်လဲရှက်ဒေါသလဲထွက်မှုလက်ပြန်နဲ့ရိုက်၍ဆုံးမမိလေတဲ့။ထို့သောမန်းငွေတောင်ရှိနေသည်ကကြောက်ဆောင်အမှုအစွန်းဘက်နာဖြစ်သည့်အတွက်အရှိန်လွန်ကစပြေးတောင်အောက်သို့ပြုတ်ကျလေတော့တယ်။ထို့သူပြုတ်ကျစဉ်မန်းငွေတောင်ဟာအတိတ်ကံပါရမီထူးတစ်ခုကြောင့်ရခင်ဘဝမှ ဖြစ်ခဲ့သောဂိန်းနေကြီးဘဝကိုအောက်မေ့တန်တာက အတိတ်ကပါရမီထူးတစ်ခုကြောင့်တောင်အောင်မရောက်ခင်ပါပဲလူစင်စစ်ကနဘဝသူကူးပြောင်းရောက်ရှိခဲ့လေတယ်ဆက်ပြေးတောင်အောင်တွင် မလုံမရှက်ငြိမ်သက်လျက်အသက်မဲ့နေသောနမရိုကိုကြည်ကမောင်ကျောက်တယောက်မြေကြီးများတတွင်တွင် စီးကြလာခဲ့တယ်ဖြူလာရေမောင်ကြီးနှမအထွေးလေးရေအခုတော့ကူကျူနေရှာပြီလားကွယ်အရာအလုံးဟာဟောရီက အခုတော်ကြီးအပြစ်တွေပါဖြူလာရေ ထို့သူမောင်ကျောက်ဟာပရိဒေဝတောကမီးများထုတ်လောင်းကစောက်တီယာမေယအော်ဟစ်မီတန်းရင်ဆက်ပြေးထောင်ပေါ်မှာ ခုံချလိုက်လေတယ်။မငွေတောင်တယောက်နှက်ဖြစ်တော့သူချစ်တယ်လူသူ့ကိုပြန်မချစ်ရကောင်းလားဆိုပြီးလင်းတော်မောင်ပခန်းမင်းနဲ့အခုတော့မောင်ကျောက်အပောင်ဝင်ယောက်ျားလုံးကိုမုန်တီးစိတ်နာခြင်းတွေနဲ့ယခုလိုစိတ်စားတိုက်လေတော့တယ်။ဒီမောင်နှမတွေအတူနေထိုင်ခဲ့သောရွာထိပ်ကအင်းကြီးတွေကြာပြူမနှောက်ပဲ ငါနှစ်တက်တဲ့ကြာနီတွေသာပောက်ပါစေငါရဲ့ထမေရနာကို တခါခတ်လိုက်ရုံနဲ့အနာမှာရှိရှိသမျှယောက်ျားတွေငါ့အပေါ်စိတ်တိမ်ညွတ်ပါစေဖရာယဟန်နာမလွဲ၍တခြားသောဇံရပုဂ္ဂိုလ်များငါ့လှကိုမြင်ယုံနဲ့ဇံလျှောကြသည်အထိရင်မှူးကြပါစေ မြည်တို့ပင်တတိပြတိနဲ့ပြေဝါသောအတောင်20ပြည့်မင်းယောက်ျားပင်ဖြစ်လင်ကစားငါချစ်ခင်နှစ်တက်လို့ထမိန်နှင့်အုပ်လိုက်ရင်19တောင်ပြည့်ယောက်ျားဖြစ်နေစိတ်မနှူးရင်ကိုနှူးကိုမနှူးရင် စိတ်နှူးပါစေတည်းမငွေတောင်ရင်ကျင်းစုတန်များနောက်ဝဲတွင်ငိုးရှိုက်တန်များနာကြီးဝန်းနေတန်များပါနေခြင်းကယခုအချိန်ထိမောင်ကြီးကျော်စွာကို မုံမေ့၍မရနိုင်သေးသောပေါ်လွင်ထိရှားနေသေးတယ်။ ဒီအကြောင်းအရာတွေကိုပကန်းကမောင်ကြီးကျော်စွာမသိနိုင်ပေမဲ့မိမိချစ်ရသူအပေါ်တွင်အသက်ပေး၍ချစ်ခဲ့ရှာသောငွေတောင်သူတယောက်အကြောင်းကိုတော့နှောင်းလူတွေယနေ့ထက်တိုင်းတခုတည်းရနဲ့ပြောစမှတ်တွင်နေသေးတာဖြစ်ပါတယ်။အလုံးနဲ့ကြီးကိုပါရှိပါတယ်။အလုံးနဲ့ကြီးကိုပါကတော့အလုံးဘဘကြီးပရိစက်ကဘူတော်ဝါပဒုံဘူတော်အလုံးဘဘကြီးပရိစက်ကဘဘကြီးဝါနာဂဆန္နာ တန်ဖိုးမင်းစည်ရီတော်မင်းကြီးကောင်ရှင်မတောင်ကန်ရှင်မနာဂတမန်လဘုရှင်တော်နဲ့ရွှေကြောက်ဆောင်မငွေတောင်မမြနှစ်တို့ဖြစ်လေတယ်ဧတလူဆွေစင်းမျိုးဆက်အုပ်စုလိုက်လက်ဖြစ်ကြရှာပြီမယ်လေဇာတိပုံညာဂုံမာနအင်မတန်ကြီးကြတဲ့မြမရှင်ပြင်းများကတော်ရုံတဖြင့်မကူးခွေကြလို့ထင်ပါရဲ့မင်းအကူးခွေခံမဖြစ်ရှာတော့ရှီပရပိုက်မှမူ မာထောက်ထားမှမတွေ့ရဘူးလေဒါကလည်းအလုံဘူတော်ကအနှွေထားရဲ့ဒီရန်နန်းရန်အဆင့်ဖြစ်တာရဲ့မင်းမြတ်တဲ့လို့လက်ဖြစ်ရတာရဲ့ကြောင့်တိတ်နေရပေးဟန်မရှိလို့ထင်ပါရဲ့အလုံနဲ့မိသားစုနဲ့ပတ်သက်လို့ရှေးမူကိုးကားဆရာရဲ့လို့တော့မရှိပါဘူးကနာကရာမှာလဲမငွေတောင်တပါးသာမိမနလန်းမှာအတိပချောပြီးကြံတဲ့များကိုနလန်းခင်းရမှာမီးလက်ယုံစတိချော်တာပါပဲ မန်ငွေတောင်မချော့ခင်မှာတော့မိမဝင်းနဲ့ပဲမိဘမောင်မွားကိုဂါရဝထားတဲ့သဘောစီတော်ယွန်းမီအလုံဘူးတော်ဘွားတော်ကိုမီးလေဟန်လက်လက်ကပါရင်ပြီးရင်တော့ချုံဘွားကိုစောင်းတရံပြုပြီးမောင်တော်ရွှေကြောက်ဆောင်ကိုပြင့်ပါရင်စောင်းပိုင်ဟန်စောင်းတီးဟန်ပြပြီးရွှေကြောက်ဆောင်မောင်မောင်ဖရာရဲ့စောင်းပိုင်လူတီးဆိုတာကိုဆိုင်းကတီးပေးပါရင် ထို့နောက်ဝေဘူးဝေပေါင်းစသည့်တေးသွားဖြင့်ငကျူးတန်ဂိနီယာဟန်ဖြင့်ဝဲတလူပြန်တလူကဟန်ဖြင့်အမတို့ကို ချော့ချကကြပါရင်တဖြည်းဖြည်းခစ်တွေပြောင်းလာတော့အမတို့ကိုနတ်ဆရာများမှ ချစ်စွာသောစိတ်များဖြင့်ဇပင်ကိုရည်ညစ်ချဟန်ထမင်းရည်ဒီအနာ ဝဲဒီကဟန်ဇပင်ကိုကပ်၍ဝဲပြန်နေသည့်ကဟန်တို့ဖြင့်ချော့မြူကြလေတဲ့ဒီနေရာမှာချော့မြူတယ်ဆိုတာကိုရှင်းပြခြင်းပါတယ် တချို့ကပြောကြလေတယ်။မင်းတို့နဂရော်ရီဆိုတာကလည်းအမြဲချော့နေရတာ။ဘယ်တော့စိတ်ပြေကြမလဲဆိုပြီးလောင်းတလူပြောင်းတလူပြည့်ရဲ့ပြူစကြသူတွေလည်းရှိကြပါရဲ့။ချော့ရီဆိုတာကနတ်စီယာနဂရော်ရီအလေးထားမှုကိုပြသခြင်းဖြင့်အချူကြိုက်သူကိုအချူအစားကြိုက်သူကိုအစားအခါကြိုက်သူကိုအခါစသည်ဖြင့်ပူဇော်တမှုပြုကြပါရယ်ကျွန်တော်အနေနဲ့ချော့သည်ဆိုသည့်စကားလုံးကိုနားလေတယ်လို့ပြောပြပေးပါမယ် ချော့ရဲဆိုတာကလေးတယောက်ပါမှာ OAAO ဆိုသလိုတီတာချော့မြူခြင်းမဟုတ်ပါ အလူရှင်ခုနှစ်ရသားသမီးများကမတီခြင်းမှာ၎င်းတီခြင်းမှာ၎င်းအမှားပြုမိတယ်လို့ဖြစ်စေတတ်ပါတယ်နတ်ကိုယုံလို့ပူဇော်တာထက်လူအပ်တာရှိလို့ပူဇော်သူတွေလည်းရှိပါတယ် အခက်ခဲရှိမှဂူပါကဲပါနတ်ကူတာကြအစင်လဲပြေရောရွာဒိတ်ကရေကန်နေကြောက်ခဲတခဲပြုတ်ကြတယ်လူပလုံးဆူတယ်လူပျောက်ချင်းမလားပျောက်သွားတတ်ကြပါရဲ့ဘလူးပဲပျောက်စီကားမူအခက်ခဲရှိလို့ အကူညီလာတောင်းသောခွနရဲ့သားသမီးများကိုနတ်စီယာနတ်ကရောများကတက်သည့်ပညာမဏိတာစည်နာထားကူညီပေးကြပါရဲ့ထို့ကြောင့် လူတို့မလုံနိုင်မတက်ဆွမ်းသည့်အကအလှအစာစရောနှက်အကြိုက်များနှက်တို့နဲ့စိတ်ဆက်မှုတို့သည်နှက်စရာနှက်ကြော်များကပိုမိုတက်ဆွမ်းသည်လူနှက်တို့နဲ့နီးစပ်သူများဖြစ်သောနှက်စရာများကအလှရှင်များကူစားချော်ပေးခြင်းပြုလုပ်ပေးခြင်းဖြစ်တယ်လို့ကျွန်တော်ခံယူထားပါတယ်။နှက်စရာနှက်ကြော်တယောက်ဤပုံမှန်တွင်ပြင်စိတ်ပိုင်းဆိုင်ရာတို့သည် အများအပြား၁၀ယောက်မှ၁၀ယောက်ကလူရွာလှပစွာ အမျိုးသမီးတယောက်ပမာလှနိုင်တယ်လို့ အမျိုးသားတယောက်ပမာလေးတည်ကြည်နိုင်အောင်ပြုလုပ်နိုင်သူတွေဖြစ်ပါတယ်။ဒါကိုလေပါရမီတစ်ခုလို့ဆိုကြပါတယ်။ထို့ကြောင့်နှချော်ရရင်နူးညံ့မှုပျော်ပြမှုရွှင်ပြသောမျက်နှာထားလှပသောမျက်နာသွင်းမြင်များက မချေမုန်းခင်တမှုချေမုန်းလိုက်သည့်တခဏအမျိုးသမီးတယောက်ပမာလှပတင့်တယ်ကြပါတယ်။ပြီးတော့နက်ကတော့နက်စရာအများစုသည်ပင်ကိုစိတ်နှလုံးကြည်လင်သူများဖြစ်ကြလေတဲ့ ဖြစ်အောင်လေကျူးစာနေထိုင်ဆိုင်ရပါတယ်ထို့အတွက်ကြောင့်လက်ပြာလှသူအဖြစ်တင်စားလို့ရပါတယ်နယ်လမိုင်းတိုက်လမိုင်းစီးရွေလွယ်ခြင်းနှုတ်ဖျားလက်ဖျားဥခင်ဖျားလမိုင်းထိလမိုင်းစီးလွယ်ခြင်းများကြောင့်နတ်တို့၏လမိုင်းများသည်တင့်ရာမှစီးကားအော်ပြောကြချော့ကြကကြပါတယ် ဟုတ်ကဲ့ပါဒါကတော့နက်စီယာများနက်လောကမှာဆိုလို့ရှိရင်လေအရန်ကိုအလေးထားရတဲ့နက်တဘာဖြစ်တဲ့မငွေတောင်တခင်မရဲ့အကြောင်းကိုစိတ်ဝင်စားပွဲ ပြောပြပေးခဲ့တယ်လို့လင်းဖြစ်သူမင်းကျော်စွာပေါ်သားသည့်မြစ်တာများနဲ့အကူတော်နဲ့မောင်နှမများသာမြစ်တာတဲ့များကိုမြင်တွေ့ရမယ်နက်တဘောအကြောင်းရာဇက်တဘောအကြောင်းရာလေးကိုလူများစိတ်ဝင်စားပွဲဖြစ်အောင်ပြောပြတင်ပြပေးသွားတာပဲဖြစ်ပါတယ်